ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မှာဟင်းမချက်ဖြစ်ပဲကွတ်တရုတ်တုတ်လေးကိုထမင်းလွတ်လေးတုတ်စားဖြစ်ပါတယ်ရှင်တုတ်နေလေးရဆိုလို့ရှိရင်အရန်လဲလွယ်ကူတယ်ပြီးတော့ချင်ငယ်ဆက်ရပါလိမ့်နဲ့အရန်လဲစားလို့ကောင်းပါတယ်နော်ဒီတုတ်နေလေးကိုတော့ခဏခဏတိမ်ပေးဖူးပါတယ်ကဲဒါဆိုလုတ်နေလေးကိုသိရအောင်ဖြွဲဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင်ပထမဆုံးဒီကွတ်တရုတ်တုတ်မှာထက်သုံးမဲ့ဝတ်သားကိုခက်ပါပါနေထားလေးတွေလေးထားပေးလိုက်တယ်ပေါ့နော်ပြရနဲ့ရတာတစ်ခါလဲစားထားပေးလိုက်ပါတယ်ရတာအတွက်ကတော့အသား ားမုံနေငယ်ပြီးတော့ငှောက်ကောင်းမုံလေးနေငယ်နဲ့ဘတ်သားလေးနူရအောင်ပေါ့နော်ပေကီဆိုလာလေးနေငယ်ကိုထည့်ပြီးတော့တမတော်အောင်နှင်သွားပေးလိုက်ပါတယ်ဘတ်သားကိုဖြူလို့ပြုတ်လိုက်တဲ့ချိန်မှာမမကြီးဖြစ်တာကိုမကြိုက်ဘူးဆိုလို့ရှိရင်အခုလိုမျိုးလေးနှက်ပေးကြည့်ပါနော်ဘတ်သားလေးကဤပြီးတော့အရင်လဲစားကောင်းပါတယ် ပြီးရင်တော့သူ့ကိုနှက်ထားပေးလိုက်မယ်ပေါ့နော်ဝတ်သားကိုနှက်ထားရင်းနဲ့ဒီ quick tio sauce လေးကိုလာဆက်ပေးလိုက်ပါတယ်ဒီကြုံမဲ့အိုးလေးကိုအသားမုံထမင်းစာစွန်းရဲ့တစ်ဝက်စာလုံးနဲ့တကြားထမင်းစာစွန်းနဲ့တစ်စွန်းစာပြီးရင်တော့မြုပ်တီအချက်မှုတ်ကိုဖြိုးတို့ကိုအဆက်စားနဲ့တလောက်ထည့်ပေးလို့ရှိရင်တော့ငံပြားရည်ကိုနှစ်စွန်းစာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ရှာလကားရေတစုံစာနဲ့ဒီဘဲငံပြရဲ့အနောက်ကိုတစုံစာလောက်ကိုထည့်ပေးလိုက်ပါရှင်။ ပြီးတော့ QC ကိုကြတော့ဒီတိမိစားဆုံးနဲ့လေဆုံးစားလောက်ကိုထည့်ပေးလိုက်ပါတယ်။ Sauce ကဒီနေထားဆိုလို့ရှိရင်တော့ quick တိုလေး၅၆ဘွဲစားလောက်ရပါတယ်နော်။ပြရနေဖြိုးကငှုပ်သီး sauce ကိုတမင်စားဆုံးနဲ့နှစ်ဆုံးကြော်ကြော်လောက်စားကိုထည့်ပေးလိုက်ပါတယ်။ နောက်ဆုံးကြမှာရေလေးနှဲငယ်ကိုထည့်ပေးတာနဲ့သမတော်အောင်ငွေထားပေးလိုက်ပါရရှင်။ဒီရေအနှဲများကြတော့ကိုစိတ်ကြိုက်ပေါ့နော်။ကိုကဒီ sauce လေးကိုပြပြလေးစားချင်ရင်တော့ရေကို short ထိုင်နေတယ်လို့ကြက်ကြက်လေးစားချင်ရင်ရေကိုပိုထည့်ပေးနိုင်ပါရရှင်။ဖြူရတော့ခက်ပြပြနေထားလေးပဲကြိုထားပေးလိုက်ပါရ။ခက်ပြီးတော့သူ့ကိုမြို့ပေါ်တင်ပြီးတော့ပပတ်ဆူလာတဲ့ထိပေါ့နော်။နည်းနည်းလေးပြပြီးတော့ပပတ်ဆူလာတဲ့ထိကြိုသွားပေးလိုက်ပါရရှင်။ ခုလိုမျိုးလေပပတ်ဆူလာပြီဆိုလို့ရှိရင်တော့ရတာမြည်ပေးနိုင်ပါတယ်နော်ဒီနေရာမှာအချိုးတို့ငံတို့ကိုကိုယ်စိတ်ကြိုက်ပြင်ပေးနိုင်ပါတယ်ရှင် ရတာလဲဆင်ပြေပြီးတော့အခုလိုမျိုးလေးပြပြလေးဖြစ်နေပြီဆိုလို့ရှိရင်တော့သူ့ကိုခေါလေတလုံးထဲကိုပြောင်းထည့်ပေးထားလိုက်မယ်ပြီးရင်တော့သူ့ကိုအေးအေးခံထားရင်းနဲ့ချက်တံဖြူစီချက်လေးချက်ထားပေးလိုက်ပါမယ်နော်ချက်တံဖြူစီချက်လေးချက်ပေးရန်အတွက်အိုးထဲကိုစီထည့်တယ်ပြီးတော့စားလေးနှင်းငယ်ကိုထည့်ပြီးတော့ထောင်းထားပြီးသားချက်တံဖြူကိုထည့်ပြီးတော့ပေါ့နော်ကြော်ထားပေးလိုက်ပါတယ်ဒီချက်တံဖြူလေးကရဲပြီးတော့ပေါ့နော်နည်းနည်းလေးကျွတ်လာတဲ့အထိကြော်သွားပေးလိုက်ပါတယ်ရှင် ကယ်ခုလိုမျိုးလေးရဲပြီးတော့ကျွတ်လာပြီဆိုလို့ရှင်ရပြီပေါ့နော် ဒါကတော့ဒီကွတီကိုသုံးမှအဓိကပါဝင်တဲ့ပစ္စည်းလေးတွေပေါ့နော်ဒီအရွက်နေရာမှာကျတော့ဖြိုးဝါကစုံရွက်နဲ့ဘာပဲပေါ့ကိုသုံးထားပါတယ်ဒီနေရာမှာတခြားကိုက်လန်တို့ဘာတို့ကိုသုံးမယ်ဆိုလဲရတယ်ပေါ့နော်ပြီးတော့ကွတီကိုမဟုတ်ဖက်ကိုလည်းဖြိုးတို့စစ်သေးရေစင်ပေးထားမှာဖြစ်ပါရဲ့ရှင်ပြီးတော့ဒါလေးကတော့ခနာကနှက်ထားတဲ့ဝတ်သားပဲဖြစ်ပါတယ်ပြီးတော့ကြိုထားပြီးသားကွတီကိုဆော့လေးပါမယ်ပြီးတော့ဒီကွတီကိုသုံးမှဖြိုးဝါအသားလုံးလေးနဲငယ်ကိုလည်းထပ်သုံးထားပါတယ်အသားလုံးကတော့ကိုကြိုက်တဲ့အသားလုံးကိုထပ်သုံးနေပါရဲ့နော်ပြီးတော့ခနာချက်ထားတဲ့ချက်တော့ဖြိုးစီချက်လေးရဲ့အစစ်သေးလေးထား ားတဲ့နနပင်အနှဲငယ်နဲ့တံပြသေးပဲဖြစ်ပါရှင်ပြီးတော့မြေပဲလှော်ထောင်းလေးပေါ့နော်ကဲအားလုံးလည်းဆက်သဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြိုးလို့ပအောင်ပစ္စည်းလေးတွေကိုထိုက်ပြုတ်ပေးရန်အတွက်ရင်နွေးကိုအရင်ပူအောင်တဲမယ်ရင်နွေးအိုးလေးကပပွက်ဆူလာပြီဆိုတော့လည်းဖြိုးကဒီဝက်သားနဲ့အသားလုံးကိုအရင်ချက်သွားအောင်ပေါ့နော်ပြုတ်ထားပေးလိုက်ပါတယ် ဒေတော့လေးရဆိုလို့ရှိရင်ဘယ်ချေဆဆမျိုးပေါ့နော်အရင်လဲစားလို့ကောင်းပါတယ်သူရဲ့ sauce လေးကိုဆိုလို့ရှိရင်လည်းဖြိုးလို့လုပ်ပြီးလို့ရှိရင်ရေကြက်တားထဲမှာတပတ်နှစ်ပတ်ထိပေါ့နော်တင်ထားလို့ရပါတယ်နော်ကိုစားချင်တဲ့ချိန်မှာထုတ်ပြီးတော့သုတ်စားမယ်ဆိုလည်းအဆင်ပြေတယ်ပေါ့နော်ကဲပြုတ်ထားတဲ့အသားလုံးနဲ့ဒီအသားလေးကြက်နေပြီဆိုလို့ရှိရင်တော့ဆက်ထုတ်ပေးထားလိုက်မယ် ပြီးရင်တော့ပြုလို့ထပ်သုံးမယ်အရွက်နဲ့ဒီကွတ်တီယောမုတ်ဖက်ကိုလည်းထပ်ပြုတ်ပစ်ထားလိုက်ပါမယ်နော်အနေများကတော့ကိုချက်သလောက်ထပ်ပြုတ်ပေါ့နော်ပြောရတော့အများကြီးထပ်ပြုတ်ဖြစ်ပါတယ်ရှင်အဝကြီးလောက်စားဖြစ်တယ်ပေါ့နော်ကို့အိမ်မှာကုထိုင်ခုလိုမျိုးလေးလောက်စားရင်မပွားလဲစားရတယ်ပြီးတော့သက်သက်နေလဲစားရတယ်ပေါ့နော်ပြောရတော့အရင်သဘောကျပါတယ်ဒီလိုလောက်စားရတာ ပြုတ်ထားတဲ့မုတ်ဖက်နဲ့ဒီအရွက်ကလည်းကျက်နေပြီဆိုလို့ရှိရင်တော့စကားလေးနဲ့ရေစစ်ပြီးလို့ရှိရင်သုံးမခွက်ထဲကိုထည့်ပေးလိုက်မယ်။ပြီးရင်တော့ဒီကျက်သမျိုးစီချက်လေးနဲ့သမတော်အောင်ငွေထားပေးလိုက်ပါမယ်ရှင်။ သမထွားပြီဆိုလို့ရှိရင်တော့ဖြူတို့ပြုတ်ထားတဲ့အသားလုံးလေးတွေအသားပြားလေးတွေကိုထည့်ပေးလိုက်မယ်ပြီးရင်တော့ဖြူတို့မြေပဲလော်ထောင်းလေးကိုလည်းခက်မြများလေးထည့်ပေးလိုက်ပါမယ်အနက်လေးမွေးစရံတွေနန်းနန်းပင်နဲ့တံမြာသေးကိုလည်းဖြူတို့ကိုလိုအပ်သလောက်ညှစ်ထည့်ပေးလိုက်မယ်နောက်ဆုံးကြမှာဆက်ထားတဲ့ sauce လေးကိုထည့်ပြီးလို့ရှိရင်တော့သမထွားအောင်ဖြူတို့အားရပါရလေးသုတ်သွားပေးလိုက်ပါမယ်ရှင်ဖြူရော်နဲ့တော့တိုက်တော့အားမရအောင်ပေါ့နော်ဒီကွတ်တရမုတ်ဖက်ကပူနေသေးတော့လေ တို့အားလုံးကိုသမတော်အောင်နေသွားပေးလိုက်မယ်ကြည့်ပါအောင်ရောင်စင်းလေးရဆိုလို့ရှိရင်စားချင်စရာလေးပေါ့နော်အနက်လေးရဆိုလို့ရှိရင်လည်းမွေးနေရောပဲကဲသမတော်ပြီဆိုလို့ရှိရင်တော့ရတာပေါ့ငံကိုပြေးနိုင်ပါတယ်နော်ဒီနေရာမှာပေါ့ငံကိုတော့ဖြူတို့ကိုစိတ်ကြိုက်ပြင်ဆင်ပေးနိုင်ပါတယ်ရှင် အရသာလဲဆင်ကြည့်ပြီးတော့အားလုံးနဲ့တမတော်ပြီဆိုလို့ရှိရင်တော့စားလို့ရပါပြီရှင်။ကဲစားတော့မယ်ဆိုလို့ရှိရင်တော့စားမပက်ကန်ထဲကိုထည့်မယ်။ပြီးရင်တော့ကိုနှစ်သက်ရာဒီအသေးရွက်လေးတွေနဲ့တွဲစားနိုင်ပါပြီရှင်။ဖြွားတော့ဒီဝက်ခေါက်ကြော့ကြော့လေးနဲ့ပဲပြပေါအစိလေးနဲ့တွဲစားဖြစ်တဲ့ပေါ့နော်။စားလို့လည်းကောင်းပြီးတော့လုံနီလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကဲဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်။ဒါဆိုဖြွေးနေဗီဒီယိုသစ်တွေမှာပြန်ဆောင်ကြမယ်နော်။အားလုံးပဲဘိုင်ဘိုင်။